သိတိရှင်ဝိဇ္ဇတောအရှင်ပဏိတအကြောင်းကိုပြောခြင်းလည်းဗျဒီအကြောင်းကိုပြောရမယ်ဆိုရင်တော့ပကံခန့်ကစာပါလိမ့်မယ်ပကံပြည့်ရှင်နောက်ဒီဟာပြိမင်လက်ထံမှာအခုမင်းဘူးမျိုးမျိုးပတ်၅မိုင်ခန့်အကွာမှာရှိတဲ့မဲဘေကုန်းရွာဆိုတဲ့နေရာလေးမှာအဲ့ဒီတုန်းကရွှေကြောင်းကုန်းဆိုတဲ့ရွာဗျအဲ့ဒီရွာမှာဥဖိုးသူဒေါငွေဆိုတဲ့ဇနီးမောင်နဲ့ရှိတယ်ဗျတက်ဂရစ်ချာ30ဝါဇူလာဇန်9ရက်နေ့မှာဒေါငွေဟာရှင်ပဏိတလောင်းလျာမောင်မြတ်ဆံကို ဝေးဖွားခဲ့ပါလေ။မောင်မြတ်ဆန်အသက်3နှစ်သားအရွယ်မှာဒုတိယသားမောင်ခိုးရွှေမွေးပါလေ။မောင်မြတ်ဆန်73နှစ်သားအရွယ်မှာရွှေကြောင်းကုန်းရွာရာဒဘူမိကျောင်းဆရာတော်ဦးကောဝုဒ္ဒထံမှာကျောင်းအိတ်ကျောင်းစားပွားနဲ့စာသင်ရပါလေ။မောင်မြတ်ဆန်16နှစ်သားအရွယ်မှာ ရှင်သာမဏေပြုပါလေ။ကျာတပရိသတ်ဖြစ်တော့အရှင်ပဏိတဆိုတဲ့ဘွဲမိပြပါလေ။ကိုယ်ပဏိတဟာဉာဏ်ပညာထက်မြက်တဲ့အတွက်ကြောင့်ရှင်ချင်းဝန်ရဲ့ပရိယတ်ချေခံဖြစ်တဲ့တရားတကြိုးတွေကိုအလွယ်လင့်ကိုသိယူတက်မြောက်ပါလေ။ ဆရာတော်ဥက္ကဝိဒဟာလီယိုနာကပိယကြီးဖိုးရှန်းနဲ့တူအကိယထိုးခဲ့တာနှစ်အတော်ကြာပါပြီ။ကိုရင်ပဏိတကလည်းစာချက်ဆိုင်ပြီးဖိုးယုံကိုဝင်ကပိယကြီးဖိုးရှန်းကိုကူညီပြီးဖိုးဆွဲပြီးပါတယ်။ကိုရင်ပဏိတဟာ16နှစ်9လအရွယ်ရောက်တက္ကရထ30ခုမှာရွှေချောင်းကုန်းရွာမှာပဲဆရာတော်ဥက္ကဝိဒကိုဥပစေပြပြီးဟန်ဘော့အော်ကိုရောက်ပါတယ်။ယဟန်ပြစာယဟန်ပြဥပန္နိတာဟာဝိနည်းပါဠိတော်အတ္တကထာကျမ်းဂန်တွေကိုစူးစမ်းနေပါလိမ့်ဆရာတော်ဥကောဝိဒါကလည်း ဥပ္ပဏိတာရဲ့ညံစွမ်းထက်မြင့်တာဝန်သာအရာရှိလို့အကြီးရထိုးလည်းမပြတ်စေပဲစာဝါမပြတ်ရအောင်ပို့ချပါလေဥပ္ပဏိတာကလည်းစာသက်ဆန်အိုင်မပြတ်စေပဲအားလက်တဲ့ချိန်မှာဖို့ကူဆွဲပြီးတဲ့ဝတ္တရားကိုလည်းမပြတ်လိုအပ်တယ်လို့ကူညီပါတယ်ဆရာတော်ဥက္ကဝုဒဟာလုံးဆရာထက်တန်ပြီးတော့ငါးတလုံးမုတ်ချဧကံအောင်ရမည်အောင်ဖို့လည်းနိကနေပြီငါးတလုံးတိတ်တိပေါ့ရင်မင်းတို့လည်းအကျိုးသက်ရောက်မယ်လောကမှာတိတ်တိပေါ့တယ်ဆိုမှတော့ဘာမှမလို့တော့ဘူးအကုန်လုံးဘာမှမဆိုပြည့်စုံနိုင်တယ် အနာရောဂါကင်းအသက်ရှင်နိဗ္ဗာန်ရောက်ချောင်းတရားကိုကြိုးစားအားထုတ်နိုင်တာပေါ့ဆိုပြီးတပည့်တွေကိုပြောပါတယ်။မိမိကိုယ်တိုင်လည်းအားတက်ပြီးတလုံးထိုးပါတယ်။ဥပ္ပန္နိတကိုတော်လေးယဟန္တာဖြစ်ပြီးတော့နှစ်ဝါရသက်ကရ630ခုမှာဆရာတော်ဥကောဝိဒဟာသိတိပတ်ဖို့အလုံးအားထားတဲ့တလုံးကိုစွန့်ခဲ့ပြီးတော့ဘဝနဲ့ထံပြန်တော်မူသွားပါတယ်။တလုံးမအောင်သေးခင်ဆရာတော်ဥကောဝိဒတယောက်ကွယ်လွန်သွားပါတယ်။ဆရာတော်ဥကောဝိဒပြန်တော်မူတဲ့အခါဥပ္ပန္နိတအရှင်မြတ်ဟာ ဝါတော်ကလည်းနှုတ်နေသေးတော့ဒါမဲ့ပါရမီတော်ကလည်းရှိတော့ရွှေချောင်းဝန်ရနာဘူမိချောင်းကိုចောင်းလိုက်ဖုန်ကြီးဖြစ်အုပ်ချုပ်ပါလေကပိယဖိုးရှန်းနဲ့တူတိုင်ပြီးတော့ဆရာတော်ဥကောဝုဒ္ဒဒလုံကိုဆက်လက်ထိုးပါလေဒလုံကစင်ကြယ်လာပြီမဲ့တိတ်တိတော့မဝင်ပါဘူးဆရာတော်ဥကောဝုဒ္ဒပြန်တော်မူပြီးတစ်နှစ်ကြာမှလည်းကပိယကြီးဖိုးရှန်းကွယ်လွန်သွားပါလေ ဒါနဲ့ဆရာတော်ဥပန္နိတာတပါးလေးသာကျန်ပါတော့တယ်။ဒီလုံးကိုလည်းစမထိုးတော့ပဲဒီတိုင်းပြစ်ထားပြီးအနာယူကတမထာတရားနဲ့ပဲအီဂျန်စွာတင်းသုံးပါလေ။အဲဒီမှာပဲခမဲတော်နဲ့မေတော်တို့ကလည်းရှေးစင်းတော်စင်ကိုရင်တော့ညီရဲဖြစ်တဲ့မောင်ဖိုးရွှေဟာအောက်ကိုအာမဲဖြစ်နေပါလေ။ခင်ယာမယာအိမ်မှာသမင်းစားကြုံခံပုံစံနဲ့ပဲနေရတာပေါ့။ဒါနဲ့နောင်တော်ဥပန္နိတာကလည်း ဒီဖြစ်တဲ့ဘိုးရွှေဟာသာသနာတော်ကိုအခြေပပနေထိုင်မဲ့သူမဟုတ်လောကဆက်ဆုံမှာဇက်ဆုံကကြပုံကိုကိုတွေ့သိရှိလို့လောကဘုသူရရစေဖို့အခိုက်အတန့်လှစ်လျူရှူထားပါလေဘိုးရွှေကလက်ကြောမတင်ကိုယ်တော်နဲ့မကညီတိုင်းတိမ်မတိမ်ရွှေပြောင်းစားတော့နေရတာနှစ်နှစ်လောက်ရှိပါပြီဆရာတော်ဥပ္ပနိဒဟာညီဖြစ်တဲ့အတွက်ဘိုးရွှေစိတ်အေးချမ်းသာစွာနဲ့စားတော့နေထိုင်စေဖို့ဘယ်လိုပြုရမလဲတော့ကတွေဖြစ်နေတာပေါ့ တက်ဂရိတ်645မှာပကံပြီးမှနာဒီယာပရီမီယာလက်ယုံတော်တစုဖြစ်တဲ့အသင်ခရာဟာလေနဲ့ဆုံဆင်းလာပြီးရွှေတောင်းကြီးမြို့ကိုကြွားပါလေရွှေတောင်းကြီးမြို့ဝန်ဟာမြေကမ်းနားကိုခမ်းနားစွာဆင်းကြပါလေဥပန္နိတအရှင်မြတ်လည်းသင်္ကန်းကိုကြီးညိုပွဲဝှေ့ယုံပြီးတော့ညီဖြစ်သူဘိုးရွှေကိုခေါ်ပြီးမြစ်စိမ့်မှကြိုဆိုလာတဲ့အခမ်းအနားမှာအသင်ခရာစီးလာတဲ့ဆင်တော်ရှိမှတည်ငိမ့်တဲ့အင်ဒီသိက္ခာနဲ့ညက်လိုက်ပါလေအသင်ခရာဆင်တော်ကဆင်း ယဟန်ဥပနိဒါကို ရှုခိုးပြီးတော့အရှင်ဖေဟာဗာမြအကြောင်းထုလို့လဲလို့လျှောက်ပါတယ်ဥပနိဒါရှင်မြတ်ဟာဆရာသမားနဲ့မိဘတွေတေဆုံးပုံကစားမိဘမဲ့ဖြစ်နေတဲ့ညီဘိုးရွှေအတွက်သောကမအေးရယဟန်တရားလည်းဖြောင့်စွာအာမထုံနိုင်ဖြစ်နေပုံကိုမွကြားပြီးညီဖြစ်သူကိုတကားတော့လိုအပ်တယ်လို့ခိုင်းပါဆိုပြီးအနှင်းလိုက်ပါတယ်အသင်ခရာဟာယဟန်တော်ဥပနိဒါရှင်မြတ်ကိုလည်းမြင်မြင်ချင်းကြီးညိုတရာဖြစ်နေတော့ ဆရာတော်ဘုရားညီညီတော်အတွက်တကားတော်တောင်းယူပါတယ်ယဟန်တယောက်ကိုသာဆွမ်းအားရှိသလောက်ချမ်းသာစွာအားထုတ်ပါလို့လျှောက်ပါတယ်ဒါနဲ့မောင်ဘိုးရွှေကိုအသင်ခရာကခေါ်လိုက်ပါတယ်မောင်ဘိုးရွှေဟာအရှင်မွေးတော်နေချင်းကြီးဆိုလို့မကြမီပါပဲဗန်နာဆိုးဖြစ်လာပါတယ်မောင်ဘိုးရွှေကုန်တဲ့ရင်ဟာမြို့အတွင်းမှာကြော်စားလာပါတယ်မြို့ဝင်မင်းရဲ့သားဟာခရီးတော့ကြက်တိုက်နဲ့လူမိုက်တယောက်ဖြစ်နေတာပေါ့တမျိုးတည်းနေ မင်းမျိုးတယောက်နဲ့လူကြီးချင်းကန့်လန့်ခံရလို့ဖြစ်ပါတယ်အဲ့ဒီမင်းမျိုးနာမည်ကတော့မနမ်းမေတဲ့မနမ်းမေဟာအဲ့လိုထရေသမားလူမိုက်ကို မကြိုက်မနစ်တပါဘူးမနမ်းမေဟာတကယ်တော့ဘန်နာဆိုးပေါ်မှာမေတ္တာတတ်ဝင်နေတာပါဘန်နာဆိုးဖို့ရွှေနဲ့မနမ်းမေတို့ဟာတစ်နှစ်ကျော်များကြာမေတ္တာကြီးကြီးများပြီးတော့မိဘတွေမသိခင်ခိုးရလိုက်ပါတယ်ဒါနဲ့မျိုးဝင်မင်းဟာလည်း မောင်ဘိုးရွှေအဲ့ဒီလိုမျိုးခိုးသွားတာကိုမကျင်နဲ့လို့အချက်ကောင်းဆောင်နေတာပေါ့မောင်ဘိုးရွှေနဲ့မနမ်းမေတို့အိမ်တော်ကြပြီးတနစ်ကြော်ကြာမှာတော့တာအူးလေးမူဖားပါတယ်တာအူးလေးလင်းနေသားရောက်တော့ဥပနိဒာရှင်မြတ်ကျောင်းကိုလိုက်လာပြီးတော့စော်ကစားလေးရှိပါတယ်ခိုးရုံမတူတော့ကစားပါတယ်ဥပနိဒာကလည်းဖုံမထွားတာကြာပြီးမိသွေးကကုံလုံးဝမရှိငွေကြီးကလည်းပြက်လက်နေတာကြောင့်ဖြစ်ပါတယ်ဒီတိုင်းပိတ်ထားပါတယ်တနေ့ညီဖြစ်တဲ့ဘိုးရွှေကျောင်းကိုရောက်လာပြီး အရှင်ဘုရားဖိုးဆက်ထိုးပါမိသွေးလုံဖို့အတွက်တပိတ်တော်တာဝန်ထားပါသူရှိောက်ပါလေအနောက်ဘိုးရွှေဟာမြို့ဝင်ရင်းမင်းထမောင်းငွေ30သားချီရဲ့မြို့ဝင်မိကငွေမချီဗန်နာတိုက်တဲ့ငွေကိုမင်းယူတုံပြန်ထည့်ပေါ်ကွာလို့ဆိုပါလေဘိုးရွှေလည်းကိုဖြစ်သူဥပ္ပန္နိတာအကြီးရထိုးဖို့အတွက်အရေးတကြီးအသုံးလုပ်နေတာဖြစ်လို့မြို့ဝင်မင်းပြောတဲ့အတိုင်းဗန်နာတိုက်ကငွေထုတ်ယူပြီးဥပ္ပန္နိတာကိုပေးပါလေအဲ့ဒီကတက္ကရ650ပြည့်နှစ်ပါအသင်္ကြာဟာရွှေတုံးကြီးကိုပြန်လာပါလေ အနာတော်တိုက်ကို စစ်ဆေးဖို့မင်းတော်တတ်မှာပါလေမောင်ဘိုးရွှေကလည်းဖြစ်ချင်တော့ဘန်နာတိုက်ကယူထားတဲ့ငွေတွေပြန်မထည့်နိုင်မျိုးဝမင်းစီကအကူညီတော့မျိုးဝမင်းကအကောက်ကျန်ကအစင်းမှတုံပါလေအသင်္ကရာထံကိုဘိုးရွှေကဘန်နာတိုက်ကငွေခိုးတဲ့သခိုးဖြစ်ကြောင်းတန်တော်ဦးတင်ပါလေအသင်္ကရာကအော်ဘိုးရွှေဟာတဲ့ငယ်ရွယ်သူဖြစ်လို့မျိုးဝမင်းကထိုက်ရောက်ဆုံးမပါလို့ပေါ်ပါမိပါလေမျိုးဝမင်းဟာအမိန့်တော်ကိုခွင့်ကောင်းယူပြီးတော့ ဘိုးရွှေကိုကျိုးနဲ့တုတ်တုတ်တံကိုခေါ်ပြီးလှန်နဲ့ထိုးသားစီပါတယ်ဘိုးရွှေသေးပုံကိုမြင်တော့ဇနီးနမ်းမေလဲသေပွဲဝင်ပါတယ်ဥပက်နိဒအရှင်မြက်လဲဒီအကြောင်းကြာသီတော့ဩငါ့ကိုအကြောင်းပြုလို့ငါညီလဲသေရငါခဲမှလဲသေရပါလားဆိုပြီးတော့တော်တော်လေးကိုတော့ကားဖျက်ပါလိဒါနဲ့၄နှစ်သားတူလေးကိုလက်ဆွဲခေါ်ပြီးနှစ်ရက်သမီးများရှိတဲ့တူမလေးပါ နောက်ထပ်မသေးရအောင်အကြောင်းကိုခေါ်လာပါလိလို့ထွက်တဲ့စိတ်မကြီးကိုဝဲ ကလေးတွေကိုစိတ်နှုတ်တိုင်မွေးမြူရတယ်။မျိုးဝင်မင်းကလည်းကျူပင်ခုတ်ကျူငုံမချင်ရဆိုတဲ့အတိုင်းဘိုးရွှေရဲ့ရင်သွေးတွေနဲ့ဘိုးရွှေအကိုဥပ္ပဏိဒအရှင်မြတ်ကိုပါလိုက်လံပြီးတော့လှုပ်ကြံပါလေ။ဥပ္ပဏိဒအရှင်မြတ်ကလည်းတည်င်းကြိုရတော့အချိန်မီအကြောင်းကနေတိတ်ချောင်းပါလေ။ကလေးနှစ်ယောက်နဲ့ဦးစင်တပါလန်ခီမှာတော်တော်လေးကိုဒုက္ခများနေပါလေ။နည်းနည်းလေးနဲ့အချိန်မှာအခုခါကြီးပင်ကံရွာနေရာမှာရှိတဲ့ကက်သပရွာကြီးကိုမောပန့်စွာနဲ့ရောက်ရှိပါလေ။ အဲ့လိုနဲ့ကသဘာရွာကြီးမှာအရင်ကတည်ကျွမ်းခဲ့ပြီးတဲ့ဒကမာကြီးတို့ဖြစ်တဲ့ဒေါ်တာယာထံမှာကြွပြီးတူမာလေးကိုမွေးမြူပေးပါလို့အပ်တယ်။စိတ်မကြီးတကောင်ဝယ်ပေးပြီးကြံွေတွေကိုပေးတူလေးကိုလက်ဆွဲခီးဆက်ထွက်တယ်။ဥပန္နိဒရှင်မြတ်ဟာမြို့ဝင်ရန်ကနေလွတ်အောင်လူမရောက်လမ်းမရောက်တဲ့ရက်ကိုမျှော်မှန်းကြွရာဆွဲတော့တအုပ်ကြီးကိုရောက်တယ်။တည်သီးတွေရှာဖွေစားတော့ရတယ်။လူမမဲကလေးကိုလည်းဆောင်းရှော်ရတယ်။နေထိုင်ဖို့မြေကြီးတူတက်ခတ်မှုအမျိုးမျိုးဒုက္ခခံကြံဖန်ပြုပြင်ရတယ်။ မြေကူကြီးကိုတူးရတယ်။အဲ့ဒီကူဒီမှာအလင်းသင်းတယ်လို့တရားအားထုတ်တယ်။တောမြန်ကြီးတွင်ယာသီ3လယာသီ7ယာသီဘေးတံမျိုးမျိုးခံတင်းတင်း300 9နှစ်လောက်ကြာပါတယ်။တူလေးမောင်နေဆောင်9နှစ်သားရောက်လာတယ်။ဖေတော်ကြီးမြို့မှာလည်းမြို့မမင်းအောက်ကြံပုံဘိုးရှုကမတရားသတ်ပုံဥပနိဒအရှင်မြတ်နဲ့ကလေးတွေထွက်ပြေးရပုံမြို့ဝင်မင်းမတရားအုပ်ချုပ်ပုံကိုမြို့သူမြို့သားအပေါင်းကရွှေနာတော်ပေါက်ချောင်းဆောင်ရတယ်အကြောင်းဆုံးကိုအသင်ခရာကြားသီးတော့ ရွှေတောင်းကြီးကိုလှိနေစင်းမြို့ဝင်ကိုယာတူးချအချင်းချမြို့သူမြို့သားတွေကိုဥပဏိဒအရှင်မြတ်အားအကြောင်းကိုပြန်ကြွဖို့ရှာဖွေတယ်။ဥပဏိဒအရှင်မြတ်လည်းမြို့ဝင်ရန်ကကင်းလွတ်ကြောင်းသတင်းရတော့ဆွေတော်တအုပ်ကလည်းချက်ချင်းထွက်ကွာကသဘာရွာမှာထားခဲ့တဲ့တူမလေးကိုခေါ်ပါတယ်။ဒါနဲ့လည်းဦးလေးနဲ့တူတူမနှစ်ယောက်ရွှေချောင်းကုန်းကိုပြန်ရောက်လာပါလေ။တကယ်တကမလို့အမျိုးဝင်ကိုစိတ်မဆိုးဖို့ဘသူကမှလည်းအပြစ်မတင်မှုမိတ်ပါတယ်။ဆရာတော်ဘဝတန်တရာက အာကုတို့ပါတဲ့အတွက်ကြောင့်အခုလိုမျိုးအကျိုးပေးရတာလို့မိန့်ပါလေဥပနိဒအရှင်မြတ်ဟာတတ်တော်38မြာရှိပြီမဲ့မျက်စိမှုံလာပါလေမျက်စိမှုံလာခြင်းမှာအကြီးရထိုးစဉ်ကမီးပူချိန်ဟတ်ခြင်းတောတွင်းမြေကူမှာတရင်သုံးစဉ်မြေငွေ့မှုတ်ခံရခြင်းဒါတကြောင့်ဖြစ်ပါတယ်မျက်စိမှုံနာဟာတတော်လေးကိုအခြေအနေပိုဆိုးလာပါလေဒီနေ့ဥပနိဒအရှင်မြတ်အကြောင်းပုံကိုပင်ဒီဘောင်းပီတိုက်ပုံအင်ဂျီဝတ်ဆင်ထားတဲ့ ရှမ်းဖူးကြီးတယောက်ရောက်လာပါတယ်ရှမ်းပြည်ကလာခဲ့ကြောင်းစေးကုတဲ့စေးစရာဖြစ်ကြောင်းမျက်စိယောဂါကိုတော့အထူးကုသကြောင်းရှောက်ပါတယ်ဥပ္ပနိဒအရှင်မြတ်ကလည်းမိမိမှာဖြစ်နေတဲ့မျက်စိဝိညာဉ်ကုပေးဖို့မိန်တော့စေးစရာကြီးကဆရာတော်အားတပတ်အတွင်းယောဂါပြောင်းကုပေးခဲ့ပါတယ်မျက်စိကြည်လင်ကောင်းမွန်လာတဲ့အတွက်ရှမ်းဆရာကြီးကိုမမေ့နိုင်အောင်မေတ္တာတက်ဝင်ပြီးအစဉ်တည်းရနေပါတယ်တနေ့ညနေဆောင်နေဝင်ခန်းဒီချိန်ဆရာတော်ရဲ့တူဟာရွှေချောင်းရွာနဲ့ခလလန့်မှာရှိတဲ့ မကြီးပင်မှာမကြီးသီးတွေကိုခူးလူဝင်ပြီးဖြစ်လို့ဆင်းတော့မယ်ပြုလူတယောက်ရောက်နေတာကိုတွေ့ရပါတယ်ဒါနဲ့မကြီးပင်ဘောကမစင်းသေးပဲအချိန်နေစောင့်ကြည့်တော့အဲ့ဒီလူဟာပဝန်းကျင်ကိုဟိုကြည့်တူကြည့်နဲ့သူယူလာတဲ့ငွေသားသုံးပိတ်သာပါတဲ့ငွေအိုးလေးကိုမြေလွင်းတူးမြှုပ်ပြီးပြန်သွားပါတယ်ခဏကြာသူဖြစ်သူမောင်တင်ဆောင်လာလဲမကြီးပင်ဘောကစီးအဲ့ဒီငွေအိုးလေးကိုပြန်ဖော်ပြီးကြောင်းကိုယူလာတယ်။ဥပ္ပဏိဒရှင်မြတ်ဟာ တူဖြစ်သူပြောက်လို့မေးမြမမေးရအကြောင်းဒီပါလိုက်ရှာပေမဲ့မတွေ့အစိတ်ပူနေတော့တူဖြစ်သူကမကြီးသေးအိတ်ကိုလွှဲငွေအိုးလေးပိတ်ပြီးကြောင်းလာပါတယ်ဥပနိဒရှင်မြတ်လည်းမောင်းနေဆောင်ဘယ်ရောက်သွားနေလဲဟာဆိုပြီးတော့ဆုံးလာပါတယ်ပြီးရင်ဒါပါလည်းပြာစမ်းဆိုတော့ကြည့်တော့ငွေအိုးတွေဖြစ်နေပါတယ်ဘယ်ကတွေ့တာလဲနင်းခိုးလာတာလား နေဖေတော့ကလည်းငွေကြောင့်ပဲသေးရတယ်အခုလှုပ်လာပြန်ပြီလားလို့ကြိမ်းမုံတော့မောင်တင်ဆောင်ကငိုရှာပြီးတပီတော့မခိုးရပါဘူးမကြည့်သီးခုပြီးပြန်ဝိဖြူစင်ကျလူကြီးတယောက်ကငါမီးဒီငွေအိုးလေးယူဆရာတော်ကိုပေးတဲ့အဲ့ငွေနဲ့အကြီးရထိုးဝိဇ္ဇာဖြစ်လိမ့်မယ်လို့ပြောလို့တပီတော့ယူလာတာလို့ဆိုပါတယ်အမှန်တော့မောင်တင်ဆောင်ဟာအရိုက်မခံရအောင်စိတ်ကူးတဲ့ဟာရှောက်ပြောတာပါဥပ္ပဏိဒအရှင်မြတ်လဲ သူ့တူပြောတာကိုယုံသွားပါတယ်ဒါနဲ့ပဲရှင်းနေကြော်လောက်မထိုးဝဲထားတဲ့တလုံးကိုထုတ်ကြည့်ပြီးတလုံးဆက်ထိုးဖို့စီစဉ်ပါတယ်သူ့တူယူလာတဲ့ငွေအိုးကိုမသုံးဘဲဖះရှိခုံပေါ်တင်ထားတယ်ဥပနိဒရှင်မြတ်ဟာတမထာတရားကိုအားထုတ်ပြီးတလုံးကိုလည်းထိုးတယ်အကိယအကြောင်းကိုလည်းကြည့်ရှုလေ့လာတယ်ဒီနေ့ကျန်းတဲ့ဆောင်မှာရွေးဖြူကြီးကျွေးဖို့ညွှန်ကြားတဲ့ရောက်လမ်းညွှန်ကြားကိုတွေ့ရလို့ဆွေတော်အုပ်တော်တဲ့မှာနေ့ကဲစဉ်ကတွေ့ခဲ့ရတဲ့ရွေးဖြူပင်ကိုအမှတ်ရပြီးတွားရောက်ယူဆောင်တာ ဓလုံးကိုပဒရှင်ဖြစ်ကလုံးဘဝတထွားခန့်တက်ချာချာလေးလျက်ရှိနေပါတော့တယ်။ဖိုးယုံတစ်ခုလုံးလင်းထင်နေပါတယ်။ဥပ္ပဏိဒအရှင်မြတ်လည်းဓလုံးဆက်မထိုးဘူးတော့ပဲတလဲရွက်နဲ့စင်ရွက်တောက်ပြီးအမှတ်မဲ့ဓလုံးကိုပါဇက်မှာငုံထားလိုက်ပြီးတွေးမိတွေ့ရောတွေးမိပါတယ်။ငယ်စဉ်ကမိဘနဲ့အတူရောက်ခဲ့ဘူးတဲ့ရင်းနှသားစနေနဲ့စုတော်မြေဖျားတတိယသွားပြီးသွားဖူးလို့တဲ့ဆန္ဒဖြစ်ပေါ်နေပါတယ်။သူတို့ဇံမဲ့ဥပ္ပန္နိဒရှင်မြတ်ဟာဖះပေါ်ချက်ချင်းရောက်သွားပါတယ်။ဓလုံးဟာတိတ်တိတ်ပေါက်နေပါပြီ ဥပနိဒအရှင်မြတ်ဟာငါတလုံးသိပြီးပေါ့ပဲမယ်ဘလို့သုံးဆွဲရမလဲအတီးကြလမ်းညွှန်ချက်လည်းမရှိရုတ်တရက်စနေနံဆူတော်မြေဖရားရောက်ပြီအเจ้าမှာငါတူလေတူမလေးကြံနေမှာပဲဆိုပြန်မလို့အတွေ့နဲ့ဖရားကုန်းပေါ်မှာဆင်းပြီးခြေနေပြန်ခဲ့တယ်ညောင်လှကတို့စိတ်မှာတန်ငါလေးတစ်စီးကိုတွေ့လို့လိုက်ပါဖို့ပြောပြီးခတားမြတ်ဆောင်ရင်ရောလေရှင်တကာကအရှင်ဖရားခဏလောက်ဆောင်မှာမကြပါဘူးဟောဒီလက်ဖက်ရည်ဖိုးမိပါလို့ဆိုပြီးလက်ဖက်ရည် ချမ်းဆက်ခဲ့တယ်။ဥက္ကဏိတရှင်မြတ်ဟာလဖက်ရည်ပုဂံမှာတလုံးဆင်တော့ပြီးတလုံးငုံလိုက်တော့ကြောင်းဝင်ချက်ချင်းရောက်သွားတယ်။တလုံးဟာစိတ်ရှိသလောက်တည်တည်ပေါ်ပါပြီ။မျိုးမျိုးဆန်းသက်ကြည်တယ်။စံကြည့်သည်မြအောင်မြင်ပြီးမြောက်ခီးပေါ်နေတယ်။ဒါနဲ့ဆရာတော်ဥပ္ပဏိတအရှင်ဟာသောဒနာတော်တက္ကရာ1841ကောဇာတက္ကရာ659ကိုတက်တော်41နှစ်ဝါတော်17ဝါမှာပြောရမယ်ဆိုရင်တော့ထွက်ရပောက်လံကိုရောက်သွားတယ်လို့ဆိုရပါမယ်။ဆရာတော်ဥပ္ပဏိတအရှင်မြတ်ဟာတလုံးသိတိပေါက်အောင်လို့ တိတ်တိတ်ရှင်ဖြစ်တော်မူတဲ့အခါငကမတောင်ကိုကြွားတော်မှာဖြစ်လို့အရင်တုန်းကတူတူယူလာတဲ့ငွေအိုးလေးကိုပိုင်ရှင်ကိုခေါ်ပြီးပြန်ပေးတယ်။သူနဲ့ဒူမကိုလည်းအထိုက်ရောက်ချင်းမြောက်ပြီးတော့ရွှေချောင်းကုန်းရွာမှာရှိတဲ့တကားရင်းနေဖြစ်တဲ့ဥရွှေရုံနဲ့ဒေါ်သာအေးတို့ထံမှာအနှံပြီးငကမတောင်တော်ကြီးစီကိုကြွားမြန်းခဲ့တယ်လို့သိရပါတယ်။ဒါကတော့တိတ်တိတ်ရှင်ဝိဇ္ဇတော် ဆရာတော်ဥပန်နိတအကြောင်းကိုပြောပြတာပါ နားဆင်ပေးတဲ့အတွက်အထူးပဲကျေးဇူးတင်ပါတယ်ဗျာ